ားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့မှာခုနကလည်းပြောရတယ်။ဘယ်တုန်းကမှကျွန်တော်တို့အဲ့ဒီလိုမျိုးမရှိခဲ့တဲ့ကိုယ်ပိုင်တက်ရှိတဲ့အစိုးရတစ်ခုအနေနဲ့ကျွန်တော်တို့ရှိအမေရိကန်မှာပြောတော့ NUG ရဲ့ဖွဲ့ထားတော့လူမှုကူညီရေးအသင်း 501c3 မှတ်ပုံတင်ထားတယ်။မစ္စမားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ NUG ရဲ့ဝန်ကြီးတူဖြစ်သူဇွေးသွားသူ ဟိုတချက်လေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျကျွန်တော်ဒီနေ့တော်လန်ရေးစတဲ့နေရာနေဒီနေ့ဒါပထမဦးဆုံး in person ခုလိုဟောခွင့်ရပြောခွင့်ရကျွန်တော်တို့အားလုံးဟာ zoom နဲ့ဗီဒီယိုကောနဲ့ပြောနေကြရခုဒီနေ့ဒီလိုမျိုးတွေ့ရတော့တော်တော်လေးလဲဟိုဘယ်လိုပေါ့ excite ဖြစ်တာပေါ့နော်ပြင်လဲခုန်နေနောက်တစ်ခုကတော့အားလဲရတာပေါ့နော်အခုလိုတွေ့ရတာ strategy ၅ခုဆိုတဲ့ဟာနဲ့ကျွန်တော်တို့သွားနေတဲ့အားလုံးသိပြီလားတည်သူလူလူရဲ့ပါဝင်မှုနော်တည်သူလူလူရဲ့ပါဝင်မှုကဒီနေ့တော်လန်ရေးရဲ့တည်သူလူလူပါဝင်မှုကမြန်မာပြည်မှာဘယ်တုန်းကမှနဲ့မတူအောင်ပါဝင်နေတဲ့တော်လန်ရေးဆိုတာဒီထက်ကဘယ်သူမှမမြင်နိုင်ဘူးလားဒီဘလိုခံစားသလဲတော့ကြီးကျင်အောင်ဘလိုကောင်ကြီးရအောင် အဲ့ဒီလိုမျိုးပဲနိုင်ငံတကာကလည်းအခုဆိုရင်နိုင်ငံတကာကဥတည်ကျွန်တော်ဒီမှာဟိုခုတွေ့ခဲ့တဲ့ဟိုဟိုခဏဟိုအမန်ဒာမဲလင်းတို့ပါတူတူပေါ့နော်သူတို့တွေရောဒီကဧည့်သည်တွေတွေ့တဲ့လူတွေတိုင်းကပြောတယ်ဒီလိုမျိုးတော်တန်ကြီးကဘာပေါ်မှာတော့ရှိခဲ့ပုံမရပဲယူတော်လဲအဲ့ဒီတော့တနည်းတနည်းခွဲရှိနေပြီ ပေါ်ဝင်မှုကမလျော့သေးဘူးပေါ်ဝင်မှုကမလျော့သေးခုန silent strike ပြီးပါတယ်ဒါတွေကျွန်တော်တို့မပြောတော့ဘူးတကြံပိစားလည်းမပြောတော့ဘူးအပြည့်သူ့ပေါ်ဝင်မှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ရှိနေတဲ့အကြောင်းကိုကျွန်တော်နေနေပြောပြတာပါတကယ်တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့ပြည်တွင်းပြည်ပပြည်သူများဟာဒီအရေးအခင်းမှာ ခြေလေးဝင်ဝင်နဲ့ပါဝင်နေပြီးတော့အားနဲ့အင်းနဲ့ပါဝင်နေကျင်ကြတဲ့လူတွေကြီးပဲများပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဟိုဒီ strategy နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးအောင်မြင်မှုတွေရနိုင်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်။အခုနံပါတ်2ကတော့ unity ပေါ့နော်။ unity နဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့စီလုံးညီညွတ်မှုနဲ့ပတ်သက်ရင်အားလုံးသိမှာပါ တစ်နှစ်ပြည့်တဲ့အချိန်မှာ review လုပ်ခါတာရှိရဲ့အဲ့ဒီတစ်နှစ်ပြည့်တဲ့နောက်မှာဆက်ပြီးစီလုံးသွားတဲ့ဖွဲ့စည်းတွေတော့ရှိတယ်နော်ဟမ်ခွေးမသာအောင်ကြီးညို့ပြောပြလိုက် food stand နေအမေရိကန်ဆေးကုတ္တကွင်းနေကျွန်တော်တို့ test ပေးနေရတာသဘဲဖွဲ့စည်းတွေလည်းဆရာအလုံးသိပြီဒါလည်းနော်ကျွန်တော်တို့တစ်နှစ်ပြည့်ရဲ့နှစ်ပြည့်ရဲ့တိုင်းသားတွေကျွန်တော်ပါလာတယ်နော်ပါလာတယ်ပါလာတယ်နောက်အခုတစ်နှစ်ပြည့်ပြီးနောက်မှာကျွန်တော်တို့အခု ဆက်ပြီးတွေ့ပြီးတော့ကျွန်တော်တို့ mix ကိုဖွဲ့နေတဲ့အဖွဲ့အစည်းအားလုံး၃ခု၄ခုကျွန်တော်တို့ရှိနေတယ်နော်ဒါနဲ့ပတ်သက်ရင်အဲ့တော့ကျွန်တော်တို့ပို့ပို့ပြီးတော့စီလုံးညညွတ်လာတယ်ဆိုတော့အားလုံးသိလာပါတယ်နော်တနေ့နဲ့တနေ့မတူအောင်ကိုစီလုံးညညွတ်နေတယ်အရှင်းနောက်တောင်မြောက်ပေါ့နော်ခုစရင်အေးအေးနဲ့ကျွန်တော်တို့စကားပြောတယ်နောက်ရင်တော့ဆိုအရှင်းနောက်တောင်မြောက်မယ်ပြောတာဘုရားအရှင်းနောက်တောင်မြောက်တော့ကနာမည်ပြောလို့ရပါတယ်နော်ဆိုတော့အဲ့ဒီလိုမျိုးကျွန်တော်တို့ပါဝင်ပြီးတော့ကျွန်တော်တို့စီလုံးညညွတ်မှုတွေရနေတယ်နော် မြောက်ပိုင်းမှာလည်းဖြီးလို့ညီညွတ်မှုတွေရတယ်။နောက်အားလုံးသိရတယ်ပဲ KNU ပါမပါလာပါမလားပါမပါလာပါမလားဖြစ်နေရတယ် KNU ကကျွန်တော်တို့တတော်ပုံပြီးပြေးထန်တဲ့အနေထားမှာရောက်။ဆိုတော့ဖြီးလို့ညီညွတ်မှုနဲ့ပတ်သက်ရင်လည်းပဲကျွန်တော်ထင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီကြံတဲ့ဟိုဘက်ကိုသွားလို့စကားတွေပါတွေသွားပြောတယ်လူတွေလည်းကျွန်တော်ထင်တယ်သူတို့ကြီးညာချက်တွေထုတ်ကြတယ်နဲ့ပတ်သက်ပြီးတော့သူတို့တွေရဲ့အနေထားတွေကြောင့်က ကျွန်တော်တင်တဲ့အချိန်ချိန်မှာကျွန်တော်တို့လည်းအထူးတူပဲဒီလမ်းကိုဆောက်အောင်လုပ်နေကြတယ်။ဆိုတော့ဒါကြောင့်ကျွန်တော်ရဲ့ strategy number 2ကလည်းပဲနံပါတ်2ကလည်းပဲအောင်မြင်နေတယ်လို့ပြောလို့ရတယ်เนาะအဲ့တော့နံပါတ်3ပေါ့နံပါတ်3ကတော့ဒီနေ့ဒီနေ့ကိစ္စလိုအမျိုးပေါ့နော် external pressure ကျွန်တော်တို့ကနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး pressure ပေးနေတာအဲ့ pressure ပေးတာမှလည်းအားလုံးသိတဲ့အတိုင်းပဲအခု recently အစစ်မှာအမေရိကန်ကိုသွားပြီးတော့နော်တရုတ်ဝင်သွားတယ် ထိတ်ကြပြီးတရားဝင်သွားတယ်အခုကျွန်တော်ဒီလိုတရားဝင်လာတယ်ပေါ့နော်အဲ့အဲ့ဒီလိုမျိုးတွေလည်းကျွန်တော်တို့ရဲ့ယာစုတွေပြန်ကြည့်ရင်ဟိုဖွတ်တူပေါ့တရားဝင်လာပါနဲ့အရင်တော့ရှိခဲ့မရှိခဲ့တော့62နှစ်တုန်းကလည်းမရှိခဲ့ဘူး78လည်းမရှိဘူးအခုကျွန်တော်တို့အဲ့ဒီနေရာကိုရဆိုတော့ဒါကြောင့်အဲ့ဒီမှာပဲပဲကျွန်တော်တို့တွေအောင်မြင်မှုရနေတယ်လို့ပြောလို့ရတယ်အပြင်ကျွန်တော်ထင်တယ်အဲ့ဒါဆက်ပြီးအောင်မြင်သွားလိမ့်မယ်ဆိုကျွန်တော်မြင်တယ် န်ယူဂျီလည်းဖွဲ့ထားတော့လူမှုကူညီရေးအတင်း 501c3 မှတ်ပုံတင်ထားတယ်။ဟုတ်မလား။ကျော်သူအဆင်းတော့မရှိဘူး။ခင်ဗျားတို့ဒါကျွန်တော်ပွင့်လင်းပြောတာ။အခုလည်းပဲတချို့ဟာတွေကျွန်တော်ဒီနေ့ပြောခြင်းမင်းပဲပြောမရမျိုးသိထားတဲ့ဟာတွေရှိတယ်။နောက်ကြပြော။အဲ့ဒီ pressure အကြီးကြီးနဲ့ဟိုလူတွေမိ တဲ့တီကြီးတဲ့ pressure ကြီးတွေလည်းမပြီးအောင်နောက်တစ်ခုကတော့နံပါတ်၄က defection ပေါ့နော် defection တကယ်တော့နှစ်ဟုတ်နော်ဘယ်လိုအောင်စံတီထောင်ကြီးတွေတက်အဲ့ဒီတက်ကတကယ်တော့ကျွန်တော်တို့တွေအစင်အဆက်တကယ်ကိုကျွန်တော်ငငယ်တုန်းကကျွန်တော်မှတ်မိကျွန်တော်တို့တကယ်ကိုလေးလေးစားစားနဲ့ ရားကိုကျွန်တော်တို့ဒီတက်ကိုထောက်ခံနေတာဒီတက်ကိုယုံကြည်ခဲ့တယ်ကျွန်တော်ငငယ်တော့ဆယ်ဒီဒေါ်လာရင်းနေလို့ကျွန်တော်မှတ်မိတယ်ကျွန်တော်ဘာမှတက်နေမှာမတ်တယ်ကျွန်တော်တို့ဆယ်ဖေလံပတ်တယ်ငွေလံပတ်တယ်ဘူးမှမတ်တယ်ဒါပေမဲ့အဲ့ဒီတက်ကိုကျွန်တော်တို့အားလဲအားကြတယ်ယုံလဲယုံကြည်ခဲ့တယ်အဲ့ဒီတက်ကိုအခုကြာတော့အဲ့တက်ကိုဘယ်သူမှမပြေဘူး။အဲ့တော့ defection ဆိုတာစဖြစ်လာတယ်။ကျွန်တော်ထင်တယ်ဒီစီးတိုက်ပွဲမှာမှာဖြစ်တယ်လေ။အရင်တော့အဲ့လောက်ကြီးကျွန်တော်ကြားမိဘူး။ ကျွန်တော်တည်သလားပေါ့နော်သူတို့တော့ကိုတည်နေတယ်ကျွန်တော်တည်သလားတော့အခုဒီမှာအဲနှစ်တောင်းကြည့်သွားရေပေါ့နော်ဟုတ်တယ်မလားတတောင်းဝတော်တော်နှစ်တောင်းဖြစ်သွားပြီဒီနေ့မနဲ့ပဲဘိုးမူတယောက်နဲ့ဘိုးကြီးတယောက်ဆက်သွယ်လာတယ်ကျွန်တော်ဒီဘယ်လိုလို့ပြောလို့မဖြစ်သေးဘူး ေးကိုခဏလို့စိတ်မကူးနဲ့ဆိုတော့အဲ့ဒါခုနကကျွန်တော်တို့ဒီအခုလို့ pressure တွေပေါ့နော်ဒီ keyese pressure တို့တော်တော်ဘယ်လိုပါလာပြီလို့ဘယ်အခွက်ပါလာပြီဆိုတာအတော်တော်လေး impact ကြီးသူတို့။ဟောဆိုသူတို့ကစတင်ရင်းရိုင်နေပြီလား။ရင်းရိုင်နေပြီသားမှာအခုလိုမျိုးအဲခုနဒေါ်စင်မအောင်မှာဓာတ်ပုံပါလာရင်ဒီကိစ္စကလည်းတော့အခုဇော်ဝင်သိုးဓာတ်ပုံမှာတော့ပေါ်တော့ ် 501c3 မှတ်ပုံတင်ထားတယ်အဲ့တော့အဲ့ဒါလည်းကျွန်တော်ထင်တယ်ပို့ပြီးတော့အားကောင်းလာတယ်အခုချိန်မှာဆိုရင်ကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာနဲ့ဘယ်လိုဆက်ဆက်လိုက်တဲ့အချိန်မှာပို့ပြီးမှာဩစတြေးလျကနေပြီးတော့လက်ခံတယ်နော်ဂျိုးဘိုင်ဒန်နဲ့တောင်ကိုရီးယားသမ္မတနဲ့ statement ထုတ်တဲ့ကြေညာချက်ကလည်းကျွန်တော်တို့ကိုအဲ defection ကိုလည်းအားကောင်းပြီ။ဘာဖြစ်လို့လဲဆိုတော့သူက ဒီ refugee တွေလက်ခံမှုကိစ္စမြန်မာနိုင်ငံထွက်လာတဲ့လူတွေလက်ခံမှုကိစ္စအဲ့ statement တွေမှာပါလေနော်အလားတူပဲကျွန်တော်ဒီကိုလာတာလည်းပဲဒီကိုလာတဲ့အချိန်မှာသူတို့လူတွေအနေနဲ့အဲ့ဒီကိစ္စကိုစိတ်ဝင်စားတဲ့မိဘတွေခင်ဗျားအမေတွေပေါ့နော်ဆိုတော့ဒါတွေကကျွန်တော်တို့အတွက်တော်တော်လေးအလားအလာကောင်းနေဒါကြောင့်ကျွန်တော်တို့ရဲ့ strategy ဖြစ်တဲ့ဒီ view ဟာ number 4ကလည်းအောင်မြင်နေတယ်အဲ့ဒါမှာအောင်မြင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အခုလိုနိုင်ငံတကာစစ်တမ်းရေးတွေပိုကောင်းလာတဲ့အဲခုန ပြည်သူလူထုရဲ့ပါဝင်မှုကလည်းရလာတယ်။နောက်ခုနအထူးသဖြင့်တော့ကျွန်တော်တို့ရဲ့ညီအကိုတွေဖြစ်တဲ့တိုင်းရင်းသားတွေတက်တွဲတာပိုအကောင်းလာတယ်ဆိုရင် infection ရပုံများလာတယ်။အဲ့တော့အဲ့ဒါအခုဆိုရင် level တွေကတဖြည်းဖြည်းတက်လာတာပေါ့နော်။သူတို့ထဲမှာ senior level တွေတက်လာ။အခုနောက်ဆုံး strategy ကတော့အားလုံးသိတဲ့အတိုင်းပဲ။ကျွန်တော်တို့မှာခုနကလည်းပြောရတယ်ဘယ်တော့ကမှကျွန်တော်တို့အဲ့ဒီလိုမျိုးမရှိခဲ့တဲ့ကိုပိုင်တက်ရှိတဲ့အစိုးရတစ်ခုအနေနဲ့ကျွန်တော်တို့ရှိတယ် ားမနှယောက်ရှိလဲဆိုတာကိုဟာကိုမတိလောက်အောင်ကိုမြောင်းအောင်ရှိနစ်တသမနှစ်တန်းလို့တချို့ကပြောရတယ်ကြရောဆရာဦးမွန်တို့ပြတဲ့အတိုင်းဆိုရင်တော့68ဖွဲ့ရှိတယ်။နော်။ဟို PDF register လုပ်ထားပြီးသား เนาะ PDF ဒီဆိုတော့ train လုပ်ထားပြီးလား259ခွဲ့ရှိတယ်ဒါအားလုံးသိကြတာเนาะဒီတစ်နှစ်ပြည့်ရှိမှနေရတာပြီးရင်ပတ်ကဖတွေက250ကျော်ရှိတယ်ဟောပတ်ကဖဆိုတာအဲမြို့နယ်တိုင်းမြို့နယ်တိုင်းမှာဒီလက်နက်ကိုင်ကာဝေးရေးခွဲ့ခွဲ့ထားတာ250ကျော်ရှိနောက် local PDF တင်နေပေါင်းလိုက်ရင်အားလုံးကျွန်တော်ပေါင်းထားတာတော့900နဲ့9ခွဲ့ရှိတယ် မြန်မာနိုင်ငံမှာလည်းနီပိန်တွေတော်များလာတယ်ဗျာနော်ဒီအယူပြောတဲ့စကားကိုလည်းအဲ့ဒါအဟုတ်ကြီးမှတ်ပြီးတော့ရှုံးနေတယ်နော်ဝဲရပြီးသွားပြီဘယ်လိုကြရှုံးသွားပြီဒါကိုလက်ခံဖို့လိုတယ်